တော်တော်ရှင်တွေအားလုံးသားလေးစွာပါ Development Media Group DMG ရဲ့2025ခုနှစ်မေလ14ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့အစီအစဉ်မှာတော့ရေကြီးနဲ့လေးမျက်နှာတိုက်ပွဲပြင်းထန်နေတဲ့အကြောင်းငါးရှာသွားစဉ်မှာမိုင်းနေပြီလို့မောက်တိုးဒေသခံတအူသေးဆုံးတဲ့အခြေအနေကျောက်တော်မှာမိုးကြိုးထိမှန်လို့ကလင်းငယ်တရားအပါအဝင်ဒေသခံ300ယောက်သေဆုံးတဲ့အကြောင်းအရာတွေအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုလည်းတင်ဆက်ပေးပါမယ် ဒီအစီအစဉ်ကိုကျမမျိုးတီရီကျွန်နဲ့အတူမမြမြနှုတ်တော်ကပူပေါင်းတင်ဆက်ပေးသွားမှာပါ။ဥဆုံးအနေနဲ့ရည်ကြည်နဲ့လေးမျက်နှာမှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။အေယဝတီတိုင်းရည်ကြည်မြို့နယ်နဲ့လေးမျက်နှာမြို့နယ်တွေမှာစစ်ကောင်စီနဲ့အေအမဟာမိတ်ပူပေါင်းတက်တွေကြားနှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်နေတယ်လို့စီးရဲသတင်းရင်းမြစ်တွေကသိရပါဗျ။ရည်ကြည်မြို့နယ်အခြေစိုက်အာမတ၃လေးလေးတဲရင်ရဲ့ ရှေတန်းကာကင်စခန်ကြောက်ပွေတောက်ကုန်းမှာမေလ10ရက်ကလေးကနှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းကနေတဆင့်ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။တိုက်ပွဲတွေကြောင့်စစ်ကောင်စီကငတိုင်းရှောင်းမြို့အနေကရင်းနှန်းတာစစ်ဆေးရေးဂိတ်မှာလုံခြုံရေးတုံ့ပြန်ထားပါတယ်။ငတိုင်းချောင်းမျိုးပေါ်မှာလည်းမျိုးခန့်စီးပွားရေးတမ6ဦးထဲမှနေကိုတူလန်ရင်အင်အားစုတွေစီကငွေကြေးထောက်ပံ့နဲ့ဆွဲဆွဲပြီးဖမ်းဆီးသွားခဲ့ပါတယ်။အေယဝတီတိုင်းမှာအာရခတက်တုံနဲ့ပူပေါက်တက်တွေက ထိုးစစ်ရက်တန်ထားရှင်စစ်ကောက်စီကအင်အားဖြစ်တင်တာစီရေးပြင်ဆင်တာတွေကြောင့်နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အယောင်ဒီတိုင်းမှာအာရခတ်တက်တုံနဲ့ဒေသခံပြည်သူကောက်ွယ်ရက်တက် PDF တို့ပူပေါင်းပြီးတော့2025ခုနှစ်ဇန်နဝါရီလကနေစီရေးဖို့ဆောင်နေတာဖြစ်ပြီးရေကြီးလေးမျက်နှာတာပေါင်းနဲ့ပသိမ်မြို့နယ်တွေမှာစီရေးဖို့ဆောင်နေတာဖြစ်ပါတယ်ရှင်။ငါရှာသွားတဲ့မောင်တော်ဒေသခံတယောက်မိုင်းနီမီလိုတည်ဆုံးတဲ့တဲ့င်းကိုလည်းတင်ဆက်ပေးပါပါ။ ရခိုင်ပြည်မောင်တော်မြို့နယ်တာဇေမွတ်စလင်တရားကဒေသခံအမျိုးသားတယောက်မှာမိုင်းနှမိတာကြောင့်ပြင်းထန်တရားနဲ့တေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးသွားတဲ့သူမှာအသက်34နှစ်အရွယ်မွတ်စလင်အမျိုးသားတဦးဖြစ်ပြီးတော့မေလာစနေရနေ့ကနေဆက်ခြံစည်ရုပ်အပြင်ဘက်ကိုငှားရှာသွားရှင်မှာမိုင်းနှမိပြီးညာဘက်ခြေထောက်ပြတ်ထွက်တရားနဲ့တေဆုံးသွားတာဖြစ်ပါတယ်။မေလဆေရကလည်းမောင်တော်မျိုးနဲ့ရတော့ငါသားကြည်ရကဒေသခံအမျိုးသားတယောက်မှမိုင်းနေမီလို့ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ပါတယ် ရခိုင်မှာနပတ်အတွင်းမိုင်းနှိမ်မိတာကြောင့်ခလင်းငယ်တွေအပါဝင်ဒေသခံ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တဦးသေဆုံးခဲ့တယ်လို့ DMG ကကြေညာထားတဲ့သတင်းတွေရသိရပါတယ်။ကျောက်တုံမြို့နယ်မှာမိုးကြိုးထိမှန်လို့ကလင်းငယ်တရားအပါဝင်ဒေသခံ၃ယောက်သေဆုံးတဲ့အကြောင်းကိုလည်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကျောက်တုံမြို့နယ်ဇင်းခါရှိကျေးရွာမှာမနေ့ကညနေကဒေသခံ၃ယောက်မိုးကြိုးထိမှန်သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ တေဆုံးသူတွေမှာအဲ့ဒီကြေးရွာကမမြဲယူဝဒီခန့်အသက်၄နှစ်ဦးတောင်းကျုံ59နှစ်နဲ့ဒိုကြာလာညို82နှစ်တို့ဖြစ်ကြပါတယ်။မနေ့ကညနေပိုင်းမှာဦးတောင်းကျိုတို့အိမ်ကိုမိုးကြိုးပစ်ခင်ရတာကြောင့်အိမ်ပိုင်ရှင်ဦးတောင်းကျိုအပါအဝင်နေအိမ်မှာရှိနေတဲ့ဒေသခံ၃ယောက်မိုးကြိုးထိမှန်သွားခဲ့တာပါ။ဒါအပြင် နောက်ထပ်ဒေသခံ၃ယောက်လည်းဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။ နိုင်ငံတော်မှာလာမည့်ရပိုင်အတွင်းမိုးထက်ရှုံးရွာပြီးတော့နေရာကွက်ပြီးမိုးကြီးနိုင်ရာကြောင့်မိုးသေးထန်စွာရွာသန်းတာနဲ့အတူလေပြင်းတိုက်တာမိုးကြိုးပြစ်တာတွေရှိလာနိုင်တဲ့အတွက်ဒေသခံတွေအနေနဲ့သတိထားနေကြဖို့မိုးစလားကသတိပေးတိုက်တွန်းထားပါတယ်ရှင်။သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။အိုထင်တွင်ထွန်းရွေရဲ့ပါဝင်အရသာအစုလိုက်ပြုံလိုက်တည်ဆုံမှုဖြစ်စဉ်80တမိနစ်ရှိလာတဲ့အကြောင်းကိုလည်းပြောပြပေးချင်ပါသေးတယ်။ စကိုင်းတိုင်းဒီပင်ရင်မြို့နယ်အိုထင်တင်းရွာစာတင်ကျောင်းနဲ့ရခိုင်ပြည်ရေသိတော်မြို့နယ်ထွန်းရွေကျေးရွာပုံကျေးမွန်ဖြစ်စဉ်ပါဝင်အာနာသိမ့်မှုလေးနှစ်ကျော်တွင်အရက်သက်ဆီဦးနဲ့အထက်အစုလိုက်ပြုံလိုက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်80မိနစ်ရှိလာပြီလို့ ISP မြန်မာကထုတ်ပြန်ပါတယ်အဲ့ဒီဖြစ်စဉ်တွေမှာအရသာ1599ဦးသေဆုံးခဲ့ရပြီးအရသာအစုလိုက်ပြုံလိုက်သေဆုံးမှုဖြစ်စဉ်တွေထဲတိုင်းနယ်ပြည်နယ်စစ်တပ်ခုထဲမှာသခိုင်းမှာအများဆုံးဖြစ်တယ်လို့ ISP မြန်မာရဲ့မေလ7ရက်ထောအစီရင်ခံစာကဖော်ပြပါဗျ။ ငလျင်ကူညီကေစရဲလုံငန်းတွေဆောင်ရွက်နိုင်ရင်အပြည့်ရပြင်ညာထားပေမဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကဆက်တိုက်ရှိနေပါတယ်။အပြည့်ရပြင်ညာပြီးတလားကျော်ကာလအတွင်းစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်အစုလိုက်ပြုံလိုက်သေဆုံးမှုဖြစ်စဉ်ပေါင်း6ခုထိရှိပြီးတော့သေဆုံးသူတရ33ဦးထက်မနည်းရှိတယ်လို့အစိုးရခန်းစာကဖော်ပြပါတယ်။စစ်ကောင်စီဟာကချင်ကရင်ရှမ်းစကိုင်းမကွေးနဲ့ရခိုင်ကစည်ရစ်တင်းမာနေတဲ့နေရာတွေပြင်ပြည်ပကလုံးဝမရှိတဲ့မြို့ရွာတွေကိုပါလေကြောင်းပုံကျတိုက်ခိုက်နေတာဖြစ်ပါတယ်။ စစ်ကောင်စီက TNLA ထိန်းချုပ်ဒေသတွေကိုစစ်ရေးတိုက်ခတ်မှုဇက်တိုက်လုံးနေတဲ့တရင်ကိုလည်းတင်ဆက်ပေးခြင်းပါတယ်။နောက်ရှုံမြို့နယ်နဲ့မန္တလေးတိုင်းမိုးကုံမြို့နယ်တွေကိုစစ်ကောင်စီကမေလ23ရက်နေ့မှာလေကြောင်းနဲ့ဘုံကျဲတိုက်ခတ်ခဲ့လို့တအဲတက် TNLA ကတရင်ထုတ်ပြန်ပါတယ်။မနေ့ကညနေ9:00ခွဲမှာ နောက်ရှုံမြို့နယ်နေမြေတဆေဈေးရွက်ကိုစစ်ကောက်စီတပ်ကဂျက်ဖိုက်တာနဲ့ပေါင်900ပုံလာရောက်ကျေရှာခဲ့တာကြောင့်နေခွနလုံးထိမှန်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်မေလ13ရက်ည7:46မိနစ်မှာလည်းမိုးကုတ်မြို့နယ်ရွှေလိပ်ပြအနင်းတဝက်ကိုစစ်ကောက်စီကဂျက်ဖိုက်တာနဲ့တကြိမ်လာရောက်ပုံကျခဲ့ပါတယ်။ စစ်ကောက်စီကအပြည့်ရဲစေကြောက်ကြီးညာထားပေမဲ့ TNLA ထိမ့်ရှုပ်ထားတဲ့ဒေသတွေကိုမြေပြင်ထိုးစစ်ဆင်တာလက်နက်ကြီးပစ်ခတ်တာ drone နဲ့လေကြောင်းတိုက်ခိုက်တာတွေနေစဉ်ပြုလုပ်နေရလို့ TNLA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိမှာစစ်ကောက်စီဟာနေစဉ်ပုံကြေတိုက်ခိုက်တာတွေကြောင့်လေကြောင်း drone လက်နက်ကြီးပစ်ခတ်တိုက်ခတ်မှုရင်ကရှောက်ရှားနိုင်ဖို့စစ်ရေးတတိအမြင့်ရှိဖို့လိုအပ်တယ်လို့ TNLA ကတိုက်တွန်းထားပါတယ်ရှင်။နောက်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးချင်ပါတယ်။ တရုတ်ဆိုလာအင်ဗတာတွေထင်မှာအမျိုးအမည်မသိဆက်သွယ်ရေးဆက်တွေတွေ့ရှိတဲ့အကြောင်းပဲဖြစ်ပါတယ်။တရုတ်နိုင်ငံကထုတ်လုပ်တဲ့အင်ဗတာတချို့ရဲ့အတွင်းမှာအမျိုးအမည်မသိဆက်သွယ်ရေးကရိယာတွေပါဝင်နေတဲ့အတွက်အမေရိကန်စွန့်အင်အရာရှိတဲ့လစ်လာစစ်စစ်မှုပြုလုပ်နေတယ်လို့ရိုက်တာသတင်းတရက်မှာဖော်ပြထားပါတယ်။တရုတ်ဟာပါဝါအင်ဗတာတွေအကြီးအကျယ်ထုတ်လုပ်ဖြန့်ဖြူးတဲ့နိုင်ငံဖြစ်ပြီးတော့တရုတ်အင်ဗတာတွေကိုကမ္ဘာတဝန်းမှာဆိုလာပြလေအားလျက်စစ်တာပိုင်း လျက်စက်ကွန်ရက်တဲ့တမကဘက်ထရီအပူပိစက်လျက်စက်ကဓာတ်အဖြစ်ဆက်တွေမှာပါတွင်တွင်ကြဲကြဲအသုံးပြုနေကြပါတယ်အမေရိကန်ကျွမ်းကျင်ပညာရှင်တွေကအင်ဗက်တာတွေကိုတစားစီဖြုတ်ပြီးစစ်ဆေးရမှာအင်ဗက်တာမှာအသွင်ပြူထားတဲ့ပစ္စည်းစရင်းဖော်ပြချက်တွေမှာမပါဝင်တဲ့စက်တရေကရိယာတချို့ကိုတွေ့ရှိခဲ့တယ်လို့သိရပါတယ်။စစ်စစ်တွေ့ရှိတဲ့စက်တရေကရိယာတွေမှာလုံခြုံရေးအယံတားစနစ်ကိုကြိုဖျက်ရှိတ်ဆဲနိုင်တဲ့စက်တရေလိုင်းတွေပါဝင်နေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ လုံခြုံရေးအရင်တားစနစ်ကိုကြိုဖျက်နိုင်တဲ့စက်တရေကရိယာတွေကိုအသုံးပြုပြီးအင်ဗက်တာတွေကိုအဝေးကလန့်ပိုက်တာစက်တင်တွေကိုပြောင်းလဲပစ်တာဒဲအပေးလိုက်တွေမတင်မြင်ဖြစ်စေတာစွန့်ရင်ဖျံဖြူတဲ့စနစ်ကိုပြက်စီးစေတာလျှက်စင်မီပြက်တောက်တွေတာတွေအထိလုံးနိုင်နေလို့ပညာရှင်တွေကပြောကြားထားတယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ် တခါပြေအတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ရှင်နေဆိုရင်တော့အပေါင်း669 643633ကိုလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နေပါတယ်။နာတော့တာဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။